လောက်မင်္ဂလာညချမ်းလေးပါဗျအဲ့တော့ဒီကနေ့မှာတော့ကျွန်တော်ခေါင်းစဉ်ပေးထားတာကတော့ဒါခက်ခဲကြမ်းတမ်းဆုံးလို့ဆိုရမယ်ဒါထုံးမင်းအောင်ဗရိုနီကာဟာလင်းအုံတို့ရဲ့ဘွဲတွေနဲ့ပတ်သက်ပြီးဒါချင်းကတုံးတက်တင်ဆက်ပေးတော့မှာဖြစ်တယ်ပေါ့နော်ထုံးမင်းအောင်နဲ့ဒီဟာလင်းအုံကတော့ဒါဒီလာမယ့်10လပိုင်း18ရက်နေ့ပေါ့နော်1 Friday 5 129ဆိုတဲ့ခေါင်းစဉ်အောက်ပေါ့နော်ဒါတောက်ကြနေ့ညပိုင်းမှာကျွန်တော်ရှင်ပြန်ထိုးတက်သွားကြမှာဖြစ်တယ်ဗျာ ဲ့တော့ဒီ1 Friday Fight 129မှာဆိုရင်တော့ဒါလက်ရှိချိန်ကြီးကတော့ဒါမြန်မာဖိုင်နှစ်ဦးပါတယ်ပေါ့နော်ပထမတဦးကတော့ထွန်မင်းအောင်ဒုတိယတဦးကတော့ဟာလင်းအောင်ဖြစ်ပါတယ်အဲ့တော့ Bronica ရဲ့ပွဲစဉ်ကတော့ဒါ1 Fight Night ပေါ့နော်အမက်စင်တက်ပြီးချင်းပါတဲ့ဒါ1 Fight Night 37ဆိုတဲ့အကောင်းစဉ်အောက်ကနေ17လပိုင်း10ရက်နေ့မှာကျလို့အနစ်ဆာမက်ဆန်ဆိုတဲ့ဒီချန်ပီယံခပ်ပတ်နှစ်ချိန်တိုင်ကျွန်တော်လူယူခဲ့ဖို့တဲ့ဒါ Fighter Gen တဦးနဲ့ရှင်ပြန်ထိုးတက်သွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးအနေနဲ့ဒါထွန်မင်းအောင်ရဲ့ ဒါအကြောင်းပေါ့နော်ထုံမင်းအောင်နဲ့ရှင်မင်းထူးတက်သွားမယ့် fighter ဒီ fighter နှစ်ဦးရဲ့သူတို့ပွဲကိုချင်းကက်သွားပြီးမှဖြစ်တယ်ပေါ့နော်သူတို့ရဲ့ဒီစွမ်းဆောင်ရေးပြီးပြီဆိုရင် fighter တဦးချင်းစီတိုင်းရဲ့ဒီအာတာချက်အာနေချက်နောက်ပြီးတော့မှကျွန်တော်ဒီလာမယ့်ပွဲစဉ်အတွက်ဒါအနိုင်ရဖို့အတွက်ဆိုရင်ကျွန်တော်မြန်မာ fighter ထုံမင်းအောင်အနေနဲ့ဒါဘယ်လိုမျိုးဒါချင်းကက်သွားတင့်တယ်လဲပေါ့နော်ဒါအနိုင်ရဖို့အတွက်ဒီ game plan ဒီဘယ်လိုမျိုးသားရှိရမလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးဒါကျွန်တော်ရဲ့ထင်မြင်ချက်တွေနဲ့အတူဒီ లై ကိုကြည့်ရှုနေတဲ့ဒါပရိသတ်တွေရဲ့ထင်မြင်ချက်တွေနဲ့အတူကျွန်တော်အတူတကွာ ဆွေးနွေးတုံ့တက်တင်ဆက်ပြီးတော့မှဖြစ်တယ်ဗျ။အဲ့တော့ကျွန်တော်မြန်မာဖိုင်တာဒီထုံးမင်းအောင်ကတော့ဝမ်ပင်ပဒါထုတ်တက်ထားခဲ့တဲ့ပွဲစဉ်နောက်ပြီးတော့မှဒီဝမ်ချမ်ပီယံရှစ်မှာရောရှင်မြန်ထုတ်တက်ထားခဲ့တဲ့ပွဲစဉ်အားလုံးပေါင်းဆိုရင်တော့ကျွန်တော်တို့ဒါပွဲစဉ်ပေါင်း၄၀နဲ့၆ပွဲအထိရှိတယ်ဗောနော်။အဲ့ဒီထဲမှာဆိုတော့ဒါလီစင်နဲ့လီပွဲအနိုင်ရယူထားပြီးနှစ်ပွဲတာရှုံးနေထားပါတယ်။ထုံးမင်းအောင်တော့ဒီဝမ်ချမ်ပီယံရှစ်မှာပွဲစဉ်ပေါင်းလီပွဲအထိဒါရှင်ပြန်ထိုးတက်ထားပြီးတော့မှသူ့အနေနဲ့နှစ်ပွဲနိုင်နှစ်ပွဲရှုံး ဒါရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်နိုင်ထားတဲ့နှစ်ပွဲစလုံးကတော့သူ့အနေနဲ့ဒါ TKO ပုံစံမျိုးနဲ့ဒါပွဲရဲ့ပုံစံမျိုးဒါအနိုင်ရယူထားတယ်ပေါ့နော် Okay ဒါကတော့ဒါထွန်းမင်းအောင်ရဲ့ဒါ One Championship မှတ်တမ်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါထွန်းမင်းအောင်ရဲ့ဒီအသာချက်တွေကိုဒါတွောလိုက်အောင်ပြအဲ့တော့ပရိသတ်တွေအနေနဲ့ထွန်းမင်းအောင်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးဒါဘယ်လိုမျိုးမက်ချက်ပြုတ်ချင်တယ်လဲပေါ့နော်ကျွန်တော်ရဲ့ဒီ live ကွန်မန့်တွေမှာကျွန်တော်ဝင်ရောက်ဆွေးနွေးသွားပြီးလို့ရပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်စုစည်းထားတဲ့ထုံးမရောင်ရဲ့ဒီအားသာချက်အားနည်းချက်တွေကိုဖော်ပြသွားပြီးမှဖြစ်ပါတယ်အဲ့တော့လိုအပ်ချက်တွေရှိကောင်းရှိနိုင်တယ်ဗောနော်အဲ့တော့ကျွန်တော်ထုံးမရောင်ရဲ့အာတာချက်ကတော့ဒါပါဝါဘိုင်းအာတာတယ်နောက်ပြီးတော့မှဒီမာဂုံဘိုင်းလည်းကျွန်တော်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့သူထိုးတက်တဲ့ပွဲစဉ်တော်တော်များများကြီးလိုက်မယ်ဆိုရင်တော့ဒါနောက်ထပ်တစ်ချက်အနေနဲ့ပြောအောင်ဆိုတော့ဒီအနိုင်ကန်ချက်ဒါတော်တော်လေးကိုကောင်းတယ်ပေါ့နော်အနိုင်ကန်ချက်ကဒါပြိုင်ဖက်တွေကျွန်တော်လဲကျနိုင်လောက်တဲ့တစ်ချက်ကရင်တစ်ချက်လဲကျ လဲကျနိုင်လောက်တဲ့ဒီကန်ချက်မျိုးရှိတယ်အဲ့တော့ပါဝါဘိုင်းမှာတော့ကျွန်တော်ပြောဆိုသွားပြီပေါ့နော်အဲ့တော့ပါဝါဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အသေးစိတ်ပြန်ပြောလိုက်မယ်ဆိုတော့ထုံးမင်းအောင်ကဒီဘယ်ညာလက်တီမှာဒါဘယ်လက်တီကိုဒါအတာပြုတ်တယ်အဲ့တော့သူ့ရဲ့ဒီ1 2အထူးသဖြင့်ဘယ်လက်တီကပါဝါရှိတဲ့ဒါပါဝါမျိုးပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါတွေကတော့ဒါကျွန်တော်အသိရှိထားတဲ့အတာချက်တွေဖြစ်တယ်အဲ့တော့ကျွန်တော်အားနဲ့ချက်ကိုတွောင်းလိုက်အောင်ပြအားနဲ့ချက်မှာကတော့ထုံးမင်းအောင်ရဲ့ဒီကစားပုံကကျွန်တော်ရဲ့အမြင်ပေါ့နော်တူးတယောက်ထဲအမြင်ရဆိုတော့ဒါနည်းနည်းလေး ုံသေးဖြစ်တယ်ဗျဒီတိုက်ခွက်ကအမျိုးမျိုးကျွန်တော်ဒါပြောင်းလဲသွားတာမျိုးတွေမတွေ့ရဘူးဒီသူ့ရဲ့တက်ပေါက်ကပြန်ဖက်တွေကျွန်တော်ဒီခမန်ရလွင်ကူတဲ့တက်ပေါက်မျိုးဖြစ်တယ်ဗောနော်ဒါကတော့အားနည်းချက်တစ်ခုဖြစ်တယ်ဒုတိယချက်ကတော့ဒါဖူဝော့ဗောနော်အဖူဝော့မရှိတာဗောပြောမယ်ဆိုတော့ဒီကျွန်တော်အရှောင်းတိန်းတော့ထုံးမြောင်နေနဲ့ကစားတယ်ဒို့ဝိမဲ့လဲကျွန်တော်ဒီဖူဝော့ကစားတဲ့နေရာမှာအားနည်းသေးတယ်ဗျဒါ body movement တွေဆိုလို့ပူဆိုးသေးရေဗောနော်အဲ့တော့ number 3ကတော့ gap point ပြီးကစားတာဗျ အဲ့တော့ပြိတ္တရိမမိကြောက်လားမမိကြောက်မလားတော့မသိဘူးเนาะသူရှင်မင်းထိုးတက်ခဲ့တဲ့ပွဲစဉ်တော်တော်များများမှာဆိုရင်တော့အထူးသဖြင့်သူကဒါပြိုင်ဖက်တွေကိုဖိထိုးတဲ့အချိန်မှာပေါ့เนาะဒါညာလက်ကဖိမယ်ဆိုရင်ဘယ်လက်ကကက်ကြတယ်ဘယ်လက်ကဖိမယ်ဆိုညာလက်ကကက်ကြတယ်မဟုတ်သူ့အတွက်ကတော်တော်လေးကိုစိုးရင်ရတယ်ကျွန်တော်မမိတော့သူ1 championship မှာဒါရှုံးနေခဲ့တဲ့ပွဲစဉ်ကျွန်တော်နှစ်ပွဲကိုတော်ပြီးလေ့လာကြည့်မယ်ဆိုရင်ဒါဒီ1မှာတတိယမြောက်ပွဲအနေနဲ့ရှင်ပြန်ထိုးတက်ခဲ့တဲ့ဒီအဗ်ဒီလာစီဇာဟီဒီဆိုတဲ့ fighter ပေါ့เนาะ အဲ့တော့ဒီမော်ရိုကိုနိုင်ငံက fighter တူကိုဒါထုံးမင်းအောင်ပြောမယ်ဆိုရင်အဲ့လိုမျိုးဖိပြီးထိုးတဲ့အနေထားမှာကက်ချ်ပြီးတော့မှဒီကျွန်တော်ဥကောင်းကိုကန်ခံလိုက်ရတယ်ပေါ့ဥကောင်းအောက်ပေါ်ပြောမယ်ဆိုတော့ဒီဇက်ကိုကန်ခံလိုက်ရတဲ့ချိန်မှာလုံးဝကိုကျွန်တော်မောက်ရည်ကြီးကျသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့လိုအနေထားမျိုးကကျွန်တော်ဒီကက်ချ်သွားအထူးသဖြင့်ပြောမယ်ဆိုရင်သူ့ရဲ့ဒီပြောမယ်ဆိုတော့တပတ်ကကျွန်တော်ညာလက်သုံးမယ်ဆိုရင်ဘယ်လက်ကကက်ချ်တယ်အဲ့တော့ ဒီဘဲလက်သုံးလိုက်ညာကကက်ကြတယ်အဲ့လိုနေသားမျိုးကတော့ကန်ခင်လိုက်ရတဲ့ကန်ချက်နဲ့ဒါထုံးမရအောင်ကဒါပွဲကိုရှုံးနေထားတာပေါ့နော်အဲ့တော့ဒါတော့သူ့ရဲ့ဒီအားနည်းချက်နေတဲ့ပြောဆိုအစောပိုင်းကျွန်တော်ပြောခဲ့လို့ဒါ gap point တာပေါ့နော်အဲ့တော့ဒါကတော့ထုံးမရအောင်ရဲ့ဒါအားသာချက်အားနည်းချက်တွေဖြစ်တယ်ဗျအဲ့တော့ဆွမ်းဆောင်ရေးအရာခြုံပြီးကျွန်တော်တို့ပြောလိုက်မယ်ဆိုရင်တော့ဒါသူ့ရဲ့ဆွမ်းဆောင်ရေးကဒီအရင်ကြီးတဲ့ဒါကောင်းတယ်လို့ပြောလို့မရဘူးအရင်ကြီးလဲစိုးတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒါမဟာအားနည်းချက်ကိုပြောမှဆိုတော့ဒါတပ်ပေါက်က ပုံတေဖြစ်တယ်ဒါပြိုင်ဖက်တွေဒါလိလာတဲ့အချိန်မှာအရန်ကိုလွယ်ကူတယ်ပေါ့နော်ဟာကွက်ရှာမယ်ဆိုရင်တော်တော်လေးရှာရလွယ်ကူတဲ့အနေအထားမျိုးတစ်ခုရှိရပြပြโอเคနောက်ဆိုရင်ကျွန်တော်သူ့ရဲ့ဒီပြိုင်ဖက်ဖြစ်တဲ့ fighter တူရဲ့ဒါဆွမ်းဆောင်ရဲ့အနေအထားသူ့ရဲ့ဒီမှတ်တမ်းပေါ့နော်အာသာချက်အားနည်းချက်တွေကိုကျွန်တော်တွန်းလိုက်အောင်ပါဒါ tiger fighter ဖြစ်တယ်ပေါ့နော်သူ့နာမည်ကတော့ကျွန်တော်ထိန်းနျုံလို့ခေါ်ရပြဒါနာမည်ကတော့ဒါခေါ်ရမန်ဒါမန်ချီမန်လိမ့်မယ်ပေါ့နော် ဲ့တော့ဒီ fighter ကိုပရိသတ်တွေနဲ့ရင်းနှီးပြီးနားဖြစ်ပါလေဒါ Bronica နဲ့အတူကျွန်တော်တို့ Thai fight မှာရှင်ပြန်ထိုးတက်ပြီးတော့မှဒီ one championship မှာကျွန်တော်ဒီနောက်ပိုင်းမှာရှင်ပြန်ထိုးတက်ခွင့်ရတဲ့ fighter တူဖြစ်တယ်ပေါ့နော်သူကလည်းပြောလို့ဆိုတော့ဒီ exclusive contract ပုံစံမျိုးနဲ့ Bronica နဲ့အတူ one championship မှာလာထိုးတက်ခွင့်ရတဲ့ fighter ဖြစ်တယ်အဲ့တော့ဒီ fighter ဆိုရင်တော့ဒါ Thai fight မှာလာ champion ဖြစ်ထားခဲ့ဘူးတဲ့ fighter ပေါ့နော်အဲ့တော့သူရဲ့ဒီကျွန်တော် Muay Thai record ကြည့်လိုက်မယ်ဆိုတော့တော်တော်လေးကိုများတယ်ဗျပွဲပေါင်း120အထိတော့မှရှင်ပြန်ထူးတက်ထားတယ်ဗျအဲ့ဒီမှာဆို120နဲ့တပွဲကို အနိုင်ရရှိထားပြီးတော့မှ14ပွဲတာရှုံးနေထားပါတယ်။အဲ့တော့ဒီ record ကိုကြည့်မယ်ဆိုတော့တော်တော်လေးကိုအထင်ကြီးစရာ record ဖြစ်နေပြ။အဲ့တော့1 championship မှာကတော့ဒါယခုအချိန်ကြီးကတော့ဒါပွဲစဉ်ပေါင်းကျွန်တော်3ပွဲအထိရှင်ပြန်ထိုးတက်ထားတယ်ပေါ့နော်။ရလာတော့မကောင်းမြတ်တပွဲနိုင်တပွဲရှုံးတပွဲဒါပွဲပြက်ရလက်ပုံစံမျိုးဒါဖန်တီးထားတယ်ပေါ့နော်။အဲ့တော့အရက်ကတော့9ပြီနဲ့10လက်မှရှိတယ်။ဒါအသက်ကတော့33နဲ့3နဲ့ပြ။အဲ့တော့အသက်ရရကတော့အရင်ကြီးကြီးတယ်လို့ကျွန်တော်ပြောလို့မရဘူး။ဒါထုံးမင်းအောင်ကတော့ဒါအသက်ကတော့16နှစ်ပဲရှိတယ်။အရက်ကတော့6ပြီပေါ့နော်။အရက် ဒီအရက်မောင်းပိုင်းမှာတော့ထုံမြောက်အနေနဲ့ဒါအာတာချက်လေးတော့ရှိတယ်။အဲ့တော့ကျွန်တော်ဒီ Time Fighter ထိညုံဆိုတဲ့ Fighter ရဲ့ဒီအားနည်းချက်လေးကိုတွန်းလိုက်အောင်ပါ။အဲ့တော့အားနည်းချက်အနေနဲ့ကျွန်တော်အနေနဲ့တွေးရှိထားတာကတော့ဒါသူ့ရဲ့မာကုံလို့ဆိုလို့ရမယ်ဗျ။အဲ့တော့ကျွန်တော်ဒီအားနည်းချက်လေးမပြောခင်မှာကျွန်တော်နည်းနည်းလေးဒီဂျာဖြက်ဝင်လိုက်မယ်ဗျ။ဘာလို့ဒီ One Championship ကထုံမြောက်တဲ့ပြီးထားတဲ့ Fighter ဒီထိညုံဆိုတဲ့ Fighter ကသူ့ရဲ့ကျွန်တော်ဒီ like ကိုပေါ့နော်ဒါမတင်ဆက်ခင်ပေါ့နော် like မလွင့်ခင်ပါဆိုရင်သူ့ရဲ့ဒီထိုးတက်ထားခဲ့တဲ့ ဒီဘွေးစဉ်လေးတွေကိုဒါသွားပြီးလေ့လာကြည့်ဖြစ်တယ်ပေါ့နော်အမှဘာတွေးရှိရတယ်လဲဆိုတော့ထိုးတက်ပေါက်အရာကဒါအာတာချက်လျော်အာနေချက်လျော်တော်တော်များများကသူမရောင်နဲ့သွားပြီးဒါစင်တူနေတယ်ဗျတရားရခိုင်နှုံးစင်တူတယ်လို့မဆိုမဆိုလို့ဆိုပေမဲ့လေဒါ80 90လောက်တော့တူနေတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်သူရဲ့ဒီအာနေချက်ကိုတွန်းလိုက်ရမှာအာနေချက်ကတော့ဒါမာကုံဖြစ်တယ်နောက်ပြီးတော့မှဒါသူကလည်းဘာသွားတူနေတယ်လဲဆိုရင်သုံးမင်းအောင်နဲ့တူတူပဲ ဒီတပ်ပေါက်ကမြန်မြန်ဆဆမရှိဘူးပုံစံလေးအများကြီးဒီပြိုင်ဖက်တွေကျွန်တော်ခက်မှန်ရလွယ်ကူတဲ့တပ်ပေါက်မျိုးဖြစ်တယ်မဟုတ်လားပြောမှဆိုတပ်ပေါက်ပုံသေးလို့ကျွန်တော်ဆိုရမယ်ဗျအဲ့တော့နံပါတ်1ကတော့မာကွန်နံပါတ်2ကတော့ဒါတပ်ပေါက်ပုံသေးဖြစ်တာပေါ့နော်နံပါတ်3ကတော့ဒါဖူဝော့ဖူဝော့တော့ကျွန်တော်ဖိုက်တာနှစ်ဦးလုံးဒါကျွန်တော်ကောင်းကောင်းကစားနိုင်တဲ့အနေအထားမျိုးမရှိဘူးဒါအရှောင်သိန်းမှာတော့ကျွန်တော်တို့ဒီမြန်မာဖိုက်တာဖြစ်တဲ့ထုံးမင်းအောင်အရှောင်သိန်းပုံပြီးကစားရတယ်ပေါ့နော်ဒါဒီ Time Fighter ပြောင်းအောင်အရှောင်သိန်းဒါအရင်ကြီးဒီကစားတာမျိုးမတွေ့ရဘူးဗျဒါဖိထိုးတယ် ကျွန်တော်ဗော်ဒီအရင်းနှယ်လည်းမရှိဘူးနော်။နောက်ပြီးတော့မှသူကစားတဲ့ပုံစံကလည်းအတူတူပဲဒီထုံးမြောင်နဲ့ gap ဖွင့်နေပေါ့နော်။အထူးသဖြင့်သူကလည်းဒီကောင်တာလေးဝင်တဲ့အချိန်မှာ gap ကကျကျသွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်မမိတဲ့လောက်သူရှင်ပြန်ထွက်တက်ခဲ့တဲ့ဒီနောက်ဆုံးပွဲမှာဆိုရင်တော့ဒီ gap ကျသွားတဲ့အနေထားမှာဒီ spinning back တောင်နဲ့သူ့အနေနဲ့ဒါရိုက်ခင်ရပြီးတော့မှလုံးဝလဲကျပြီးတော့မှဒါရှုံးပြလိုက်ရတဲ့ဒီ TKO ပုံစံမျိုးနဲ့ဒါအရှုံးပြလိုက်ရတာမျိုးကျွန်တော်တွေးခဲရတယ်ပေါ့နော်အဲ့တော့ဒီဖိုင်တာကပြောမယ်ဆိုတော့နည်းနည်းလေးကတော့ဒါခက်မှန်ရ တ်တယ်လို့ပြောမင်ဗျဒီခက်မရခက်တယ်ဆိုတဲ့နေရာသူရဲ့ဒီမာဂုံပေါ့နော်မာဂုံကမာတင်လို့လည်းပြောလို့ရတယ်လို့ကျွန်တော်မာဂုံမရှိဘူးလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ထွန်မြအောင်နဲ့အောင်သွားပြီးစင်နေတယ်ဗျဒါမာတယ်လို့ပြောရင်လည်းမာတယ်လို့ပြောလို့ရဒါပေမဲ့ဒီထိချက်ပြင်းပြင်းစားလीထိမင်းဆိုဖိုက်တာနော်ဦးစလုံးကလည်းဒါကြသွားနိုင်တဲ့အနေထားမျိုးတွေတော့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အားနိုင်ချက်ပြီးတော့အာသာချက်ကိုသွားလိုက်အောင်ပါ ဒီ time fighter ရဲ့အတာချက်ကတော့ဒါအတွေ့အကြုံဖြစ်တယ်ဗောနော်အစောပိုင်းမှာကျွန်တော်ပြောဆိုခဲ့တယ်ဒါပွဲပေါင်း120ထိတော့ဒါရှင်ပြန်ထူးတက်ထားခဲ့တယ်ဗောနော်အဲ့တော့သုံးမရအောင်တော့ပွဲစဉ်၄၀နဲ့၄ပွဲဟော၄၀နဲ့၆ပွဲအထိပဲထူးတက်ထားတယ်ဗောနော်ဒါပွဲအတွေ့အကြုံကဒါလောကကြီးထက်ဝက်ကြီးกว่าနေတယ်ဗောနော်အဲ့တော့ဒါအတွေ့အကြုံပိုင်းဒီ Muay Thai ကစားတဲ့အပိုင်းမှာတော့ဒီကျွန်တော် time fighter ဒီ Thai Nguyen ဆိုတဲ့ fighter လောကတာမဲနောက်ပြီးတော့ Chicken Chen ကလည်းလောကဒီအပြင်းပြင်းကန်တယ်ဗောနော်သုံးမရအောင်အတိုင်းပဲဒါသူရဲ့အတာချက်ဖြစ်တယ်နောက်ထပ်အတာချက်တော့ဒါ power ဖြစ်တယ်ဗျာ အဲ့တော့ပါဝါကလည်းတွားပြီးတူနေတယ်ဘယ်လက်တီးကတော်တော်လေးကိုကျွန်တော်အားအားထည့်ပြီးတော့မှဒါထိုးလေးရှိတယ်ပေါ့နော်အဲ့တော့ဒါပူပြီးအားထည့်ပြီးတော့မှထိုးနိုင်တာဆိုရင်တော့ဒါထိုးမင်းအောင်လို့ဒါပြောလို့ရတယ်ဗျတို့ဘယ်မဲ့ fighter နှစ်ဦးစလုံးကလည်းဒါဘယ်လက်တီးဘယ်တန်လေးဖြစ်တယ်ပေါ့နော်ဘယ်လက်တီးတွေကျွန်တော်ဘယ်လိုပဲမိမိပေါ့နော်ဒါကြသွားနိုင်တဲ့အနေထားမျိုးရှိတယ်ဒါအနေထားကကျွန်တော်တို့သူမရှုံးကိုမရှုံးပေါ့နော်တယောက်ယောက်တော့အလဲထိုးခံရမဲ့ပုံစံမျိုးကဒါချိန်တည်နေတယ်လုံးဝဒီ decision ထိဆွဲခိုဖို့က ါမဖြစ်နိုင်ပြဖိုက်တာနှစ်ဦးရဲ့ဒီအနေထားကြည့်လိုက်မယ်ဆိုတော့အဲ့တော့နောက်ထပ်အာသာချက်ကိုပြောင်းဖို့ဆိုတော့ဒီအနိုင်ကန်ချက်ပေါ့နော် locate တော်တော်လေးကိုအားပါတယ်ဒါကတော့ကျွန်တော်တို့ဒီ locate ဘိုင်းကန်တဲ့နေရာမှာတော့ကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒီ time fighter တာလိမ့်မယ်ပြဒါ power ဘိုင်းမှာတော့ထုံးမအောင်တောင်းမယ်ပေါ့နော်ဒီ locate ကန်နာနဲ့ဒီ body kit တွေခြေကန်ချက်ကိုကျွန်တော်တို့ဒီပြောမယ်ဆိုတော့အသားကြအောင်တုံးနိုင်တဲ့အပိုင်းမှာတော့ဒါ time fighter နဲ့ပို့ပြီးတော့မှအသားကြလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်ထားတယ်ပေါ့နော် ဲ့တော့ခြုံပြီးကြီးလိုက်မယ်ဆိုတော့ဒီအာသာချက်လေးအားနေချက်လေးကလည်းပြောဆိုဒါတူနေတဲ့အပိုင်းလေးတွေများတယ်ပေါ့နော်အဲ့တော့ဆွမ်းဆောင်ရဲ့အနေထားရကျွန်တော်ကြီးလိုက်မယ်ဆိုတော့ဒီထိန်းညွန်းဆိုတဲ့ဖိုင်တာကကျွန်တော်ထုံးမင်းအောင်ထက်ကျွန်တော်အနည်းငယ်လေးဒီတာတလူလီတော့ဖြစ်နေတယ်ဗျာတို့ပေမဲ့လည်းထုံးမင်းအောင်ကတော့ဒါအထွေခြုံပိုင်းမှာအားနေတယ်ဆိုပေမဲ့ဒီထိုင်းဖိုင်တာလေးလုံးဝကျွန်တော်ပွဲတိုင်းမှာပွဲတည်ပေးလိုက်ရင်ဒါရှင်ဖိုက်လို့ရတယ်ပေါ့နော်ဒါရှင်ထိုးလို့ရတဲ့အနေထားမျိုးတော့ရှိတယ်โอเค ဲ့တော့ကျွန်တော်တို့ဒါ fighter နှစ်ဦးစလုံးရဲ့ဒီစွမ်းဆောင်ရည်ပေါ်တော့အသာချက်အားနည်းချက်တွေကိုကျွန်တော်ဒါနိုင်ရှင်ပြပြီးသွားခဲ့တာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီလာမဲ့ပွဲစဉ်မှာဆိုရင်တော့ဒါထုံးမင်းအောင်နေနဲ့ဒီ time fighter ဘယ်လိုမျိုးချင်းကက်သွားတင်တယ်လဲပေါ့နော်ဒါပြိတက်တွေဘယ်လိုမျိုးထင်မြင်ထားတယ်လဲအဲ့တော့ကျွန်တော်ရဲ့အမြင်အရကိုဒါပြောပြပြီးတော့ဖြစ်တယ်ဗျအဲ့တော့အဓိကအပြင်တော့ထုံးမင်းအောင်နေနဲ့ဒီ time fighter ပွဲချင်းကက်တဲ့အချိန်မှာပေါ့နော်ဒီအဓိကဒီဖိထိုးတဲ့အပိုင်းမှာကျွန်တော်ပြန်ဖက်ရဲ့ဒီ countdown ကိုဒါတော့တေချာလေးတတိပြုစီချင်တယ်ပေါ့နော် ဲတော့ကျွန်တော်ဂန့်ကိုလည်းလုံအောင်ကန်ထားဖို့ရည်ကြီးတယ်အထူးသဖြင့်ဒီထိုးမင်းအောင်ကကျွန်တော်သူ့ရဲ့ဒီပွဲစဉ်ကြည့်ရတော့ကဒီဘယ်လက်ကကျွန်တော်တခါတည်းရဲ့ဘယ်လက်ကသူကထိုးဖို့ရွယ်ထားတာများတယ်မလို့ဒီလိုဝင်ချင်တာပြအိုဗာရိုက်ဟန်တွေဝင်ချင်တဲ့အနေအထားမျိုးမှာဂက်ကကျွန်တော်ဒီလိုကြတယ်သူတို့ထမ်းထားတဲ့အနေအထားမျိုးတော့မရှိဘူးနော်ကြတယ်အဲ့တော့တစ်ဖက်ကဒီကျွန်တော်ညာလက်ကတော့သူ့အနေနဲ့ဂျက်လေးတွေထောက်တာမျိုးလေးတွေးရတယ်ပေါ့နော်အဲ့တော့ဒီရဲ့ ဘယ်လက်တီးရသူကတခါနေသူလူချထားတော့သူ့အတွက်တော်တော်လေးကိုစိုးရင်ရတယ်ဒါပြန်ဖက် time fighter အကယ်၍ဒီပွဲစဉ်မှာသူ့အနေနဲ့ဒီခြေကန်တဲ့အပိုင်းကိုအဓိကကျွန်တော်ဒါဥတီပြီးတော့မှဒါကစားလာမယ်ဆိုရင်တော့ထုံးမင်းအောင်အနေနဲ့မလွယ်ဘူးဗျဘာကြောင့်လဲဆိုတော့ဒါကထုံးမင်းအောင်ရဲ့ဒီရှုံးနေတွားခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်လိုက်မယ်သူရဲ့အားနည်းချက်တစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဒီအားနည်းချက်ကိုဒါ time fighter ထိန်းနှုံးအနေနဲ့ကျွန်တော်တွေ့ရှိပြီးတော့မှဒါခြေကန်ကိုကျွန်တော်အသားပြုတ်ပြီးပြင်ဆင်လာမယ်ဆိုရင်ထုံးမင်းအောင်တွားတော့မလွယ်ဘူးဗောနော် အဲ့တော့ဒီအတွေ့အကြုံကိုကျွန်တော်အနေနဲ့ဒါထုံးမင်းအောင်ကိုကျွန်တော် get သူတစ်ပြင်ကျွန်တော်သူ့ရဲ့ဘယ်လက်ကို get လုံအောင်ကာထားစီခြင်းနဲ့ဗျဒါပြန်ဖက်ကျွန်တော်အနီးကပူးလာမယ်ဆိုရင်လည်းကျွန်တော် get ကို full get ကပြီးတော့မှကျွန်တော်ဒီ front kick တွေနဲ့ဒါမှမဟုတ်လေကျွန်တော် low kick ပြင်းပြင်းနဲ့ကျွန်တော်ကန်စီခြင်းနဲ့ဗောနော်ဒါအနေထားတော့ကျွန်တော်တို့ဒီထုံးမင်းအောင်အတွက်ကဒါနိုင်နိုင်နဲ့အနေထားတော့ရှိတယ် ဒါအဓိကအပြင်ကျွန်တော်ကြည့်ရမယ့်အရာကတော့ဒါသုံးမအောင်ရဲ့ပွေးချင်းကပ်ပုံပေါ့နော်အဲ့တော့ကျွန်တော်ရှိမှပြောသူလိုပဲဒါစိုးရင်စရာရှိတာကဒါ gap ကိုဖွင့်ပြီးတော့မှကစားတာတော်တော်လေးအချိန်ကြီးစိုးတယ်ပေါ့နော်နောက်ပြီးတော့မှဒါသုံးမအောင်ရဲ့နောက်ထပ်ကျွန်တော်ဒီပြင်ဆင်တင်တဲ့အရာတစ်ခုလို့ကျွန်တော်ပြောရမယ်ပေါ့နော်အဓိကအပြင်သူကဒီညာလက်ကိုထောက်လိုက်တဲ့အချိန်မှာဒီဘယ်လက်အပြင်းစားဝင်တယ်ပေါ့နော်တခါတလေကျရင်အဲ့လိုဝင်တာရှိတယ်တခါတလေကျရင်ကျွန်တော်ဘယ်လက်ကြီးပဲအပြင်းစားဝင်တာရှိတယ်ပေါ့အဲ့လိုဝင်တဲ့အချိန်မှာသူ့ရဲ့ ဒီရွေနေတဲ့ပုံစံကဒါပြန်ဖက်တွေလုံးဝကျူပြန်ဖက်တွေကကျူမြင်တယ်ကျူပြီးတော့မှ तू ထိုးလိုက်ရင်တော့မှဆရှောင်းတော့မှရှောင်းလို့ရတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒါကတော့တခါတလေ तू ရွေတဲ့အပိုင်းမှာကျွန်တော်ပြန်ဖက်တွေကိုဒါကျွန်တော်အနေနဲ့မသိစေချင်တာဖြစ်တယ်ပေါ့နော်အဲ့လိုရွေတဲ့အပိုင်းမသိစေရင်ဖြက်ဖြက်ဖြက်ကနေကျွန်တော်တို့ဒီထီအောင်မှုဘိုင်းမှာလင်းလင်းမြန်မြန်နဲ့ကျွန်တော်ထိုးတက်စေချင်တယ်ပေါ့နော်အဓိကတော့ဒါထိုးမင်းအောင်ရဲ့ဒီဒါ PRP ပုံကလည်းတခါတလေမှာကျွန်တော်လုံးဝမထင်မှတ်ထားတဲ့ဒီ ဖြည့်အားပေးပုံတွေတွေ့ရတယ်မဟုတ်တော်တော်လေးကိုမြင်တယ်ဘယ်ဝိုက်ညာဝိုက်ဆက်တိုက်ကိုကျွန်တော်ဖြည့်အားပေးတဲ့အပိုင်းကကျွန်တော်ဒီမထင်မထင်မှတ်ထားသလိုပွဲကိုကြည့်ပြီးတော့နိုင်လောက်တဲ့အနေအထားမျိုးတွေ့မယ်ဆိုရင်သူကလုံးဝကိုဖြည့်ထိုးတဲ့နေရာမှာဒါပြိုင်ဖက်ကကျွန်တော်အဲ့ဒီဖြည့်အားဒဏ်ကိုလုံးဝဒီခံနိုင်ခံနိုင်လောက်တဲ့အနေအထားမျိုးကဒါမရှိတဲ့အတိုင်းဒါတစ်ခုထိကျွန်တော်မြင်တွေ့နေရတယ်မဟုတ်နော်အဲ့တော့ဒုံမြောင်အနေနဲ့ကေဝင်ခွင့်ရရမယ်ဆိုရင်ဒါဖြည့်ထိုးတဲ့အပိုင်းမှာကျွန်တော်လုံးဝ ဒါဖိထိုးပြီးတော့မှ time fighter ကိုကျွန်တော်အဲ့လိုမျိုးဖိထိုးတဲ့အခွင့်ရရမယ်ဆိုရင်တော့ဒါနိုင်နိုင်ချင်းကတော့ပိုပြီးများတယ်ပေါ့နော်အစောပိုင်းကျွန်တော်ပြောသူလိုပဲဒါသတိထားမဲ့အရာကတော့ကျွန်တော် gap ကိုလုံးဝကျွန်တော်တို့ဒီ bell လက်ပေါ့နော်သူတပြင်း bell လက်ကိုမဖွင့်ချပါနဲ့လို့ပြီးပြီဆိုရင်ကျွန်တော်တို့ဒီ full wall လေးကိုဒါဒီပွဲစဉ်မှာများများလေးတုံးစီချင်တယ်ပေါ့နော် full wall တုံးပြီးတော့မှကျွန်တော် lucky လေးကန်ဒီပထမချီနဲ့ဒုတိယချီလောက်မှာဆိုတော့ကျွန်တော်အမတ်ရယူမှုစနစ်ပုံစံမျိုးပေါ့နော်ဒါ lucky ကျွန်တော်တိတိမိမိနဲ့ကျွန်တော်ပြန်ဖက်ကိုလဲကျတော့အောင်ကန်ပြီးကျွန်တော် jet ထောက် jet ထောက်ချက်လေးကျွန်တော်တို့ဒါတုံးစီချင်တယ်ပေါ့နော် အဲ့တော့ဒါကကိုယ့်ရဲ့အာတာချက်ဖြစ်တယ်ဗျာဘာကြောင့်လဲဆိုတော့ဒီအရက်မောင်းချင်းနိုင်ရှင်ချင်းလိုက်မယ်ဆိုတော့ဒါသုံးမရအောင်အရက်မောင်းတနေတယ်ဗောနဒီတစ်ချက်ကတော့ဒီဂျက်ထောက်ကစားရင်လည်းအဆင်ပြေတယ်ဒီအဝင်ထွက်ပုံစံမျိုးဒါ front kick လေးထောက် look kick လေးကန်ပြီးကစားမယ်ဆိုတော့အမက်ရောက်မစ်စနစ်မှာ तू ကတာတော့နိုင်ချေရှိရယ်ဗောနအဲ့လိုနဲ့ကျွန်တော် round 2 round 3လောက်ရောက်မှပဲဒါခုရရမှပဲဒါဖိပြီးတော့မှထိုးတက်စီချင်တယ်ဗောနအဲ့တော့ဒီလိုဒါကျွန်တော်တို့ဘွဲကိုဒါအကောင်းဆုံးပုံစံမျိုးဗောနဂက်ကိုလုံအောင်ကမယ်ပြီးရင် full ball လေးကစားမယ်ဗောနအဲ့လိုပုံစံမျိုးနဲ့ဘွဲကိုချင်းကက်နိုင်မယ်ဆိုတော့သုံးမရအောင်နေနဲ့ အဲယုံကြည်တယ်ဗျကျွန်တော်ဒီလာမယ့်10လပိုင်း18ရက်နေ့1 Friday 5 129ဆိုတဲ့ပွဲစီမှာဒါအနိုင်ရယူသွားနိုင်ချေရှိတယ်ဗောနော်